တာလေးနဲ့ပစ်တာနဲ့ပစ်တာနဲ့ပစ်တာပစ်တာကြီးလဲဟောတော့နော်ပစ်တာဖွင့်အောင်ပစ်တာဖွင့်ပစ်တာတော့ပစ်တာဖွင့်ပြီးတော့နောက်နေဖက်ထားမယ်ဟာအဲ့တော့အဲ့တော့စပါတယ်စပါတယ်ဘီယူပီတီတာအဲ့တော့ဘာရေးရလဲဘာရေးရလဲပစ်တာဖွင့်ပြီး67စင်ပြန်ဟာမစတော့တို့ရေးရတယ်တို့ရေးတဲ့ဘုံအင်းနာကားလားအင်းနာကားလေအင်းနာကားလေ ရင်ရင်ပြ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 နော်ပြနော်နော်ဟာတော့တော့ယူမယ်ဟာတော့တရားမလို့ကျန်နေရမယ်ရမတော်ကောဘယ်ကောဘယ်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 ကြားထားအချိန်ပဲရှိတယ်နော်ဟေးခဏလေးခဏလေးခဏလေး60 60ရောက်ကြပါလား60ဟုတ်တယ်ဟုတ်တယ် ထောက်ဆယ်ထောက်ဆယ်ထောက်ဆယ်ဒီလေလာလူနေပါလေလာလူဆယ်ဒီလေထောက်ဆယ်ဒီလေလာကလိုက်ကလိုက်ဘာဘိုက်60တီးနော်အဲ့တော့ချောင်းလာ60တီးနော်ရောက်ရှိရောက်ရှိဝိုးရောက်ရှိရောက်ရှိရောက်ပါလေဒီမှာချိလာရောက်ပါလေဒီမှာချိလာဘာဘိုက်ထိုက်ပါလေအိုကေဒီမှာဒီမှာဘာဘိုက်ပို့လိုက်တဲ့ပစ္စည်းတွေရောက်တယ်လို့ဒီမှာချိလာ မာကြီးကိုရဲရောက်ပါပြီတို့မြန်မာစာတော်မဟုတ်မြန်မာစာတော်မဟုတ်ဆန်းလေးမြန်မာစာတော်မဟုတ်ဆန်းစေယူရနေယူရတာရောင်းရေโอเคโอเคအဲ့တော့တထုံးပါငူထောင်ကိုစိုးဝင်းတော်လကောင်းမင်းအွန်လိုင်းတော်လကောင်းပေါ့ကြီးပိုင်းကောင်တကောင်ကောင်တော့ရောက်ပြီးတော့စစ်စည်းတဲ့တည်င်းနဲ့အားချင်းရင်းထောင်နေဆောက်လုပ်တဲ့တည်င်းအကြောင်းဖတ်ရပါလိမ့်မယ်ကျွန်တော်တို့အနေနဲ့ဖက်စစ်အကြမ်းဖက်အာဏာရှင်စနစ်အောက်မှာဖြစ်ဖြစ်နေတဲ့အကြောင်းအရာတွေကိုအလုံးစုံ မမှန်ကန်ကန်သိနိုင်ဖို့ဆိုတာအလွန်ခရင်နဲ့ရှိနေပါဖက်စစ်စနစ်ဆိုတာအတန်ကန့်လန့်ကန်နဲ့အုပ်ချုပ်ပြီးသတင်းစီးဆင်းမှုလွတ်လပ်တဲ့သတင်းဖော်ပြမှုနဲ့ပြည်သူလူထုကိုသတင်းသိမြင်ခွင့်ကိုအတင်းကျပ်ဆုံးဖိနှိပ်အုပ်ချုပ်တဲ့စနစ်မို့လို့သူတို့အုပ်ချုပ်မှုအောက်မှာရှိနေတဲ့ပြည်သူလူထုအတွက်တော့ကျွန်တော်တို့ခိကြိုက်ဝမ်းနဲ့ခြေခွဲယူမှာတပါချမရှိပါဘူးသူကျွန်တော်အသုံးတက်ပြချင်တာကဒေါန်ဆန်းစုကြည်ချုံနောင်ထားတဲ့ဆိုတဲ့အချင်းထောင်ပတ်သက်ပြီးတော့သတင်းမီဒီယာတချို့ကတူးတူးတက်တက်တက်လာတဲ့ ်ဒေါ်ဆန်းစစ်ကြီးဘေးကင်းနေဆိုတဲ့အကြောင်းလောက်ပဲကျွန်တော်တို့ကြားသိရပေမဲ့နိုင်ငံတော်သမ္မတအဖြစ်လက်ရှိအချိန်ထိကုလသမဂ္ဂမှကုလသမဂ္ဂနဲ့ဒီနိုင်ငံတကာအဖွဲ့အစည်းတွေရှိမှတရားဝင်ခွင့်ပြုထားခြင်းခွင့်ပြုထားစေဖြစ်တဲ့သမ္မတဦးဝင်းမြင့်ကိုချုံနှောင်ထားတဲ့တောင်ကူထောင်နဲ့ပတ်သက်ပြီးတော့ထိခိုက်ပျက်စီးမှုငလျင်ကြောင့်အခြေအနေတွေသမ္မတဦးဘေးကင်းမှုရှိမရှိဆိုတဲ့အခြေအနေတွေကဘာမှသတိထုတ်ပြန်မလာတော့ဘူးစစ်မကောင်းဘွယ်ဟာတွေ့ရပါလိမ့်မယ်ဒါပေမဲ့ဒီနေ့ကျွန်တော်ရှိကိုလက်ခံရရှိလာတဲ့ ထောင်တွင်းကပေးပို့လာတဲ့သတင်းချက်လက်တွေရဝန်းနေစရာ ကြေကွဲစရာကောင်းတဲ့ဖက်စစ်အကြမ်းဖက်ဒီလက်ပါစီတွေရဲ့ရက်ဆက်ကြမ်းကြုတ်မှုအကြောင်းပြပြချင်ပါတယ်အကျဉ်းထောင်တစ်ထောင်မှာဆိုရင်ကျင်းထောင်နှစ်ထပ်ဆောင်ရှိတဲ့နဲ့အပေါ်ဆောင်တွေဟာလုံးဝပြိုပြက်ပြီးတော့ပြိုကျတော့မဲ့အနေအထားရှိနေတာဟိုတော့မှအောက်ထက်ကိုအကျဉ်းသူအကျဉ်းသားတွေကိုရွှေ့ပြောင်းပြီးတော့တော့ခပ်ပိတ်လောင်ထားပါတယ်အပေါ်ထက်ကလုံးဝပြိုကျနေတဲ့အနေအထားဖြစ်နေပြီပုံမှန်လူနေလို့မရတော့ဘူး အောက်ထပ်ဒီကိုရွှေ့ပြောင်းထားနေပါတယ်တဲ့ထားပြီးတော့ဘာဖြစ်လဲဆိုတော့အားလုံးအပြင်ကနေပြီးတော့လွတ်ဒီအပြင်ကနေပြီးတော့ဘိုးကောင်းငယ်အောက်ကနေထောင်ဝင်တန်းတွေကတနက်တည်းနဲ့အစင်းနဲ့ချိန်ရွယ်ပြီးတော့ကြိုကြလူဆဲဆဲအချင်းထောင်ကထောင်ဆောင်အောက်ကအချင်းသူချင်းသားတွေကိုချိန်ချောက်နေပါတယ်လှုပ်ရှားမှုမပြုဖို့အဲသူတို့ချိန်ချောက်နေပါတယ်ပြီးတော့ငလင်လှုပ်နေတဲ့အချိန်တုန်းကလည်းပဲငလင်လှုပ်လာလို့ရှိတဲ့နေရာနေပြီးတော့ရှောင်ချားဖို့ကြိုးစားတဲ့လူငယ်နှစ်ယောက်ကိုလည်း အပြင်းထန်ပေါ်ယူရိုက်နှက်တာဒီလူမျိုးပြခံစားနေရပါတယ်ဒါလက်ရှိထောင်ထဲကနေပြီးတော့ကျွန်တော်ရှိကိုဆက်သွယ်ပေးဖို့လာတဲ့ဖန်စီချုံတော်ရံပေးဆွဲထားခြင်းခံရတဲ့နိုင်ငံရေးကျင်းသူကျင်းသားတွေရဲ့ဘဝဖြစ်ပါတယ်ဘုညုသာရနိုင်ငံတော်သမားကြီးဦးမြင့်လည်းပဲအခုလိုရင်ဆိုင်ကျော်လွှားနေရလိမ့်မယ်လို့ကျွန်တော်တို့ယူကြည်ပါတယ်အဲ့တော့ကျွန်တော်တို့တွေဖုတန်နဲ့နိုင်ငံသားကောင်းနိုင်ငံတော်သမားကြီးနဲ့တိုင်းပြည်ကပုဂ္ဂိုလ်အပါအဝင်နိုင်ငံသားကောင်းနိုင်ငံရေးကျင်းသားတွေကို မြန်ဆုံးလွတ်မြောက်ဖို့ဟာဖက်စစ်အကြမ်းဖက်စနစ်ကိုအပြီးတိုင်ခြုံငင်းအောင်ကြိုးစားရုံမှတပါအခြားမရှိဘူးလို့ကျွန်တော်တို့သုံးသပ်ကြိုးစားရမှာဖြစ်ပါတယ်ဆိုတော့အရှိမြောင်းနိုင်ငံရဲ့အခြေအနေကိုကျွန်တော်တို့ပြန်ကြည့်အောင်ဖက်စစ်အကြမ်းဖက်မင်းအွန်လိုင်းရဲ့အုပ်စုဟာအခုဆိုရင်သူ့ရဲ့နေပြည်တော်ရုံဌာနဆိုင်အဆောက်အအုံ80ရာခိုင်နှုန်းလောက်ပြစ်စည်းသွားတယ်လို့ဂျူလူကကြည့်ရှုတဲ့မြေမြေပုံမြေပုံတွေ့ရှိချက်တွေမြေပြင်ကထောင်လန်းတွေ့ရှိရတဲ့အချက်တွေကကျွန်တော်တို့သိရှိရပါတယ်ဒီဘက်က ရုရှားကယ်ဆယ်ရေးအဖွဲ့ဆိုပြီးရောက်လာပြီမဲ့အမြောက်အများရောက်လာတဲ့လေအနေနဲ့ရောက်လာတဲ့ကယ်ဆယ်ရေးအဖွဲ့ဟာဒီနေပြီးတော့စစ်တိုင်းရဲ့စစ်ဌာနချုပ်ကပြုတ်ဝက်လိုင်ကောင်းကြီးတွေကိုပဲတွားရောက်ကယ်ဆယ်ဖို့သတင်းတိုးတိုးတန်းကြားပြီးနောက်ကွယ်ပြောက်နေတာကျွန်တော်တို့သတိပြုရပါလိမ့်မယ်အဲ့တော့ကျွန်တော်တို့ဖက်စစ်အကြမ်းဖက်အနာရှင်ကိုနောက်ွယ်ကပံ့ပိုးနေတဲ့အဓိကနှစ်နိုင်ငံဖြစ်တဲ့ EU community နဲ့ Russia community နဲ့ပတ်သက်ပြီးငလင်ကယ်ဆယ်ရေးဟာသူတို့အတွက် တခြားသောစီရေးအသုံးပြုခွင့်တွေရပါနိုင်ပါတယ်ဥပမာငလင်ကယ်ဆေးရောင်ဆောင်ပြီးတော့ဝင်လာတဲ့ရုရှားလက်နက်ကင်တပ်ဖွဲ့တွေအထူးစစ်စင်အဖွဲ့တွေဒါတွေအားလုံးဟာငလင်ကယ်ဆေးကောင်းကျင်တဲ့အဝိဇ္ဇုတ်ဝိပီဝင်လာကြပြီမဲ့ဒီရောက်တော့ဆရာနာရှင်စနစ်ထောက်ကူဒီတိုင်းအတွက်လိုအပ်တဲ့ဒီနီးပြူဟာတင်ကြမှုတွေနောက်ပြီးတော့အာသူတို့ခုညှို့ဝဲပြီးတော့စီမံဆောင်ရွက်ဖို့ကြိုးစားနေတဲ့နျူကလ িয়ার လက်နက်ထုတ်လုပ်ဖို့ကိစ္စတွေဒီအတွက်ကိုအသုံးပြုသွားအောင်ပြုသွားနိုင်တယ်လို့ ိုကျသွားတဲ့လိုင်ကောင်းကြီးအแทးကအရေးကြီးတဲ့ပစ္စည်းတွေလူတွေကယ်ဆယ်ရေးအတွက်ကိုတို့အင်ဂျင်အောက်ကိုကျိုးပန်းနေတာလည်းဖြစ်နိုင်ပါတယ်။ဒါဒါဒီငလင်းကိုမူတည်ပြီးတော့အသုံးချတဲ့ဖြစ်စဉ်တွေပေါ့ကျွန်တော်တို့ကဘယ်အကြောင်းအရောမဆိုရှုထောင့်ပေါင်းစုံကနေသုံးသပ်နိုင်မှုလိုပါတယ်။ဥပမာဆိုရင်ဟိုနေ့ကတက်လာတဲ့ဗီဒီယိုဖိုင်တစ်ဖိုင်ကဘုံကြီးတင်ငန်းဝတ်ထားတဲ့လူတစ်ယောက်ကပိုက်ဆွဲဆွဲနဲ့အထေးလို့ဖန်ဆောင်ထားတဲ့နောက်ကထီးမိုးတွေဘာညာပါတဲ့လူတစ်ယောက်ကိုအသိန်းပေါင်း1000တောင် သူတို့ရဲ့ဒီဖို့စာတင်တိုက်ကြီးအတွက်ပြိုကျသွားစာတင်တိုက်ကြီးပြန်လဲတိဆောက်ဖို့အတွက်လူတန်းနာကိုတာရုခေါ်တဲ့ကျေးဇူးတင်နေဆိုတာကပြောနေတာလေးရွှေဆိုင်ပိုင်ရှင်ကြီးတယောက်ကိုပြောနေတာတွေ့ရပါလိမ့်မယ်အဲ့ဒီနောက်ွယ်မှာလဲကျွန်တော်တို့ဟာအများကြီးချက်ချက်စဉ်းစားပါတိမ်မောင်းထောင်တောင်းချီပြီးတော့လူတယောက်ထဲကရွှေလုပ်ငန်းရှင်တယောက်ထဲကလှူမယ်ဆိုတဲ့နောက်ွယ်မှာအလှခံရမယ့်အဖွဲ့အစည်းဒီမဘာသာအင်အားစုဖြစ်တယ်ဖက်စစ်အကြမ်းဖက်စနစ်တည်တံ့မှုအတွက်ကိုအဓိကတောက်တိုင်ပြုခဲ့တဲ့အဖွဲ့အစည်းကိုလူဖို့ရွှေလုပ်ငန်းပိုင်ရှင်ကပြောနေတာဖြစ်တယ်အဲ့တော့ ဒီရွှေလုံငန်းပိုင်ရှင်ကဘာအကျိုးစီးပွားရှိနေတာမို့လို့လဲရှိနေတာလည်းအများကြီးရှိတာပေါ့ဥပမာဆိုအခုခစ်ပြက်ကြီးစိန်ကိုတဲ့တယောက်တိုက်ပြီးတည်သွားတယ်သူစိန်နေရွှေတွေပဲအရောက်အရောက်ယူသိမ်းစီးသွားတယ်ထုံနည်းလို့အလားတူတဲ့နေရာမှာလည်းပဲဟိုဒီရွှေတွေတွေတူဖို့ရရှိတဲ့ဟာတွေလူလာတွေရက်တာတွေဓမြတိုက်တာတွေဓာတရင်နဲ့ညဆိုအိမ်တွေဝင်ပြီးအလူချမ်းစီးတာတွေအများအများဖြစ်ပြနေတဲ့အချိန်မှာဒီခိုးရပါရွှေတွေအတွက်ကရောင်းဖို့ဝယ်ဖို့နေရာလိုပါတယ်အဲ့တော့စောစောကရွှေလုံငန်းရှင်ကြီးဆိုတာဟာသူဟာတိမ်မောဘဏ္ဍာကောင်လူဖို့ ဂရိပြုလိုက်ပြီဆိုတဲ့အတွက်ကြောင့်မလို့ခိုးရပါရွှေတွေကို तू ကဓာတ်ရဲတော်လကောင်းသူထံတစ်စိခံရောင်းချရင်တော်လကောင်းဖက်စစ်ဂျမ်းဖက်တက်နေနဲ့အေးအေးမှာမဟုတ်တော့ပါဘူးအောက်ချီရဲဆိုတဲ့တခိုးအားပေးတွေကလည်းအေးအေးရဲမှာမဟုတ်တော့ပါဘူးဘာကြောင့်လဲဆိုတော့ဒီရှင်လုံးငန်းကြီးကဒီသူတို့စစ်စစ်အာဏာရှင်စနစ်တည်တံ့ဖို့အတွက်အဓိကတောက်တိုင်ဖြစ်တဲ့ဒီအာဒီအင်အားစုအတွက်ကျောင်းတက်ကြီးဆောက်လုပ်ပေးမှာမှုလို့ဆိုတဲ့ခေါင်းစဉ်နဲ့ဆိုတော့အခုလေရုရှားလည်းအလားတူပါပဲနောက်ကွမ်းနေပြီးလှုပ်ဝက်တဲ့ပတ်ဝန်းပတ်သက်မှုတွေအများကြီးရှိနေမှာပေါ့အဲ့တော့ကျွန်တော်တို့နိုင်ငံနဲ့ဝန်ထဲကြောင်ကောင်းတာက တရုတ်တပါတီကွန်မြူနစ်အာဏာရှင်စနစ်အင်းကြီးချင်းနိုင်ငံအိန္ဒိယဒီမိုကရေစီစနစ်အမိခံထားတော်လည်းပဲသူဟာဘာသာရေးလူမျိုးရေးအစွန်းရောက်တယ်လို့နိုင်ငံတကာကဆွဆွဲပြီးတော့စောင့်ကြည့်နေတဲ့နိုင်ငံဘင်္ဂလားဒေ့ရှ်လာတူပဲအခုမှအစိုးရဂျာပြအစိုးရတက်လာပြီဆိုပေမဲ့ပုံလေးမြင်သာစွာကျွန်တော်တို့မြန်မာနိုင်ငံအရေးနဲ့ပတ်သက်ပြီးတော့အော်ဒီကုညီဆောင်ရွက်ပေးနိုင်တဲ့အလားအလာတွေမမြင်ရသေးဘူးသွတ်ထိုင်းထိုင်းဆိုတော့သူကိုယ်တိုင်ကိုကတက်ဆင်ကိုယ်တိုင်ကိုကသူသမီးကိုရောက်အောင်ဒီပန်းဒီလဲမောင်းစုံနဲ့ အဲဒီဘယင်ကိုအမိပြုပြီးတော့သူတို့တားဖားတွေအာဏာရဖို့ကြိုးစားထားပြီးမြဲထိုင်းပြည်သူအများစုရဲ့စန့်ကျင်မှုကိုလည်းခံနေရတဲ့နိုင်ငံဖြစ်တယ်လို့သူကိုယ်တိုင်လည်းပဲနိုင်ငံကထွက်ခွာခွင့်ရဖို့ဤပေါင်းသူနဲ့ကြိုးစားပြီးမြဲအခုတည်းကနိုင်ငံသားကိုထွက်ခွာခွင့်မရအောင်တရားရုံးကပိတ်ဆို့ထားခြင်းခံရတဲ့ဒီဝင်းကြီးချုပ်ဟောင်းသူသမီးဆိုတာလည်းပဲတရုတ်ကိုမျက်နှာလူမျက်နှာရနသားဘာယာသွားလို့လို့အမေရိကန်ရဲ့မြေမုန်းတော်ရှပြီးတော့သူတို့အစိုးရတစ်ဖွဲ့လုံးအမေရိကန်ပြည်ဝင်ကိုပိတ်ပင်ခံထားရတဲ့နိုင်ငံအခုဆိုရင်ဒီအပိုင်းမှာစီးပွားစီးပွားရေးအရာ ဒီကုံသေးမှုရာခိုင်နှုန်းတွေအပြည့်အထန်တိုးမြင့်လာလို့ထိုင်းဆိုအခုမြက်ကလူးဆံပြာနဲ့အမေရိကန်ကိုတွားပြီးတော့မဖြစ်မနေတွေးဆုံဆွေးနွေးရတော့မယ်အနေထားဒီလိုအခြေအနေတွေအင်ဒီဂျင်းနိုင်ငံတွေရဲ့ဂျားထဲမှာကျွန်တော်တို့မြန်မာပြည်ပြည်သားတွေဟာဒီလောက်အချိန်ထိရောက်အောင်တောက်ခံရောက်အောင်ရုန်းကန်အခုဆိုရင်အင်းတော်မျိုးသတင်းတွေတက်လာတယ်ဒါသတင်းတက်လာလို့ပဲကျွန်တော် ပြောတာပါအင်းတော်မျိုးနောက်တစ်ခါဒီညောင်ကျိုးစခန်းစတာတွေပေါ့တောက်လျှောက် ကျွန်တော်တို့တော်လိုင်းအင်အားစုကြီးတွေကတစ်ခုပြီးတစ်ခုတစ်စကိုင်းတစ်စကိုင်းတစ်မျိုးတစ်မျိုးတိုက်ခိုက်သိမ့်ပိုက်နိုင်ယူလာခဲ့တယ်ဆိုတဲ့အခြေအနေတွေဟာပြည်သူတိုင်းသားတွေရဲ့ဒီမလျှော်သောဇွဲလွန်းလာနဲ့ရုန်းကန်မှုနဲ့ဒီအာဏာရှင်စနစ်အမြင့်ပြတ်နိုင်မှဖြိုချနိုင်မှငါတို့အနာဂတ်လွတ်လပ်ခွင့်မှန်မှန်ကန်ကန်ရမှာဖြစ်တယ်ဆိုတဲ့ပြင်းပြတဲ့ဒီရည်မှန်းချက်တွေကြောင့်ကျွန်တော်တို့ရရှိလာတာဖြစ်တယ်အိန္ဒိယနိုင်ငံတွေကောင်းလို့မဟုတ်ဘူးကမ္ဘာအင်အားကြီးနိုင်ငံတွေကိုယ်တိုင်နောက်ခံပေးထားတဲ့ဖက်စစ်အကြမ်းဖက်အာဏာရှင်စနစ်ကြီးကိုကျွန်တော်တို့တိုင်းသားအလုံးရဲ့စူးစီးညီညွတ်မှုနောက်ပေးဆက်ဆွလုံးမှု 真啰侬拿八万斤，所以耶，咱也无力抓完嘞。但介股辈，但矮员努表特面多，其他搞也无力，也毫不掉抓完嘞。但是讲白实那个，阿那新时代个，用那罗山嘞，头版媒体嘞，皮阿兵保利嘞，耶，打拼。你哈罗嘛，要真啰侬，晓得做甚嘞？要勇敢、勇敢、再敢，上去。这皮阿兵嘞，就里没有没有登白嘞啦。古说耶，现在嘞说耶，啊，哩呢，第二嘞，都哩呢呀。 ဟားခါကိုပတ်ဝိုင်းနိုင်တဲ့ဖလန်းမျိုးထိရတယ်လို့ကျွန်တော်တို့ဖတ်ရပါတယ်တဲ့င်းရခိုင်အရခတ်တတ်တော်ဆိုလဲအာဒီရခိုင်ပြည်ပြည်တစ်ခုလုံးနှီးပါကို site တွေနဲ့ကြောက်ဖြူအမအပတိမ့်ပိတ်ထားနိုင်တဲ့အနေအထားတွေဖြစ်ပါတယ်ကချင်ပြည်နယ်မှာဆိုလဲပဲအခုအင်းတော်နှစ်ပါးကြီးကဲကတိုက်ခိုက်တိမ့်ပိတ်နိုင်တဲ့အနေအထားတွေကိုကျွန်တော်တွေ့ရပါလိမ့်မယ်ကျွန်တော်တို့ရှိတဲ့နေရာဆိုလိုက်ကော်နဲ့တချို့သောမြို့အနေငယ်မှတပါတော်လင်းတက်ဖွဲ့အားလုံးကတိုက်ပတ်ထိန်းချုပ်ထားပြီးအခြေအနေဖြစ်ပါတယ် တော့မရောက်နိုင်အနေနဲ့အခုဆိုရင်သူ့ရဲ့အုပ်ချုပ်ရေးရန်ရည်ကြီးလည်းပြိုလဲပျက်စီးနေပြီဆက်သွေးကွင်းကြီးလည်းပြိုလဲပျက်စီးနေပြီသူ့ရဲ့ယုံစာနာအဆောက်အုံကိုပြန်လဲတိဆောက်ဖို့တွင်မယ်အ ਨੇ ဆုံးဒေါ်လာဘီလီယံနဲ့ချီကုန်ကြမှာဖြစ်တယ်။ဘာလို့လဲဆိုတော့အဆောက်အုံပေါ်း3000ကျော်ယုံဌာနအဆောက်အုံပေါ်း3000ကျော်ရှိတယ်3000ကျော်လုံးပျက်စီးတယ်။နော်ယုံယုံကန်900ကျော်ပျက်စီးတယ်ဆိုတာယုံကန်ဆိုတဲ့အဆောက်အုံကတခုတခုကိုမနေ့ကုန်ကြထားတဲ့အားဒီအခုပျက်စီးတယ်ဆိုတာအခုမြို့ပြကြီးလိုဖြစ်နေတယ်သူတို့ရဲ့နေပြည်တော်တွေကရက်ွက်တွေအကြောင်းအာဒီ 呃，比如在幺幺幺个地方，去年基金阿片，没有人也，你比如哈，今年婆婆，那都从这上面嘛骗你的，你看，比如用的出来，你比如嘛，特别是外地呢，用钱多，再比如说嘞，军事队伍就大你了，你看嘛，这条路，你比如啊，中央现在嘛厉害，马路，以前嘛，高中困难呢，有感受，比如说，现在人家伊，六路阿路，六家大桥上的保安他们伊的股，没上越南嘛嘞，就侬上越南嘛嘞嘛，一般讲嘞，他们伊个，不是说嘞是。 အမေရိကန်ကထိုင်းကိုလေပင်းညစ်ထား squid လုတ်ထားမင်းတို့ဒီအရေးရဒီအာအရှိတော့အာရှအာဒီကြီးမှရှိတဲ့အလို specific strategy ကငါတို့ရဲ့လိုလားချက်ကဒါအခုဆိုဖလပိုင်ငါတို့ F16 တိုက်လိရင်အစင်းဘလောက်ကိုရောင်းချပေးမယ်ဖလပိုင်နဲ့ထိုင်းဝမ်နဲ့ကိုစစ်လက်နက်ပစ္စည်းတွေနဲ့မျှကြီးပေးထားပြီးတော့တရုတ်ကဒီတောင်တရုတ်ပြည်လေအရေးကနဲ့ဆပြီးတော့ဒီရှေ့တောင်အာရှတခွင်မှာဩဇာဖြန့်ကျက်လာမှုအခြေအနေကိုဟန်ဟန်ချက်ညီထိန်းချုပ်နိုင်ဖို့ငါတို့လိုလားနေလိုလားချိန်မှာမင်းတို့ထိုင်းဆိုရဘာလုပ်ပေးပါစသဖြင့်သူတို့တောင်းဆိုအစင်းသက်ရှိနေတဲ့အချိန်မှာကျွန်တော်တို့ အတော်လိုင်းအင်အားစုတွေဘက်ကနိုင်ငံခြားဆက်ဆံရေးနဲ့နိုင်ငံခြားအာဒီနီးပြွာတွေတန်တမန်နီးပြွာတွေအသုံးပြုပြီးတော့မိမိလိုလားချက်ကိုအမေရိကန်ဆိုရတဆင့်တော်လကောင်းဒီလက်ရှိအိန္ဒိယနိုင်ငံတွေပေါ်မှာဖိအားတစုံတရာပေးနိုင်တဲ့ဂျပန်ဩစတြေးလျစတဲ့အစိုးရတွေရတဆင့်တော်လကောင်းအာအရှိတီမောအစိုးရအဆင့်ကတဆင့်တော်လကောင်းဘင်္ဂလားဒေ့ရှ်ကအခုချိန်မှာနာမည်ကောင်းရဖို့ကြိုးစားနေတဲ့ဂျာဗျာအစိုးရတဆင့်တော်လကောင်းကျွန်တော်တို့ရဲ့လက်ရှိနူးတော်လိုင်းရဲ့တဲတဲလေးပဲကျွန်တော်တို့အောင်မှတ်ရအောင်ရဲ့ရဲ့လေးပဲကျွန်တော်တို့ဖက်ဆစ်စနစ်အပြီးတိုင်းပြိုကျသွားအောင် ဖက်စစ်စနစ်ဆက်လက်ပြီးအသက်ရှင်မှုနှီးပေါင်းစုံနဲ့ကြိုးစားလာနိုင်ရည်ရှိတဲ့အခွင့်အလမ်းတွေကိုကျွန်တော်တို့ရဲ့အားသာချက်ဖြစ်အသုံးပြုပြီးမင်းအွန်လိုင်းအတွက်အားနည်းချက်တွေဖြစ်ပြိုကျပစ္စည်းသွားအောင်ကျွန်တော်တို့အားလုံးချိန်ကိုက်ဆောင်ရွက်နိုင်မှုလိုတယ်လို့ကျွန်တော်အနေနဲ့အသုံးသုံးသပ်တင်ပြပါတယ်အဲ့တော့မင်းအွန်လိုင်းဖက်စစ်အကြံဖက်အနေနဲ့သူတို့ရဲ့ institution ဟာနှစ်80နီးပါးလောက်နှီးပေါင်းစုံနဲ့တက်ဆိုးရှိအောင်ကြိုးစားလာနိုင်ခဲ့တယ်အတွေ့အကြုံရှိတယ်ဆိုတာကိုမမေ့မလျော့ပဲကျွန်တော်တို့ပြည်သူတိုင်းသားအားလုံးဟာ ိုမိုဆွဲရှိရမယ်ပိုမိုပိဆက်ဆွန့်လွတ်ကြရလိမ့်မယ်ပိုမိုရင့်ကျက်ကြရလိမ့်မယ်ပိုမိုစီးလုံးကြရလိမ့်မယ်လွန်ခဲ့တဲ့290ကာလအတော်တွေဖြတ်သန်းခဲ့တဲ့ဒေါ်လာရေးအဲဒီတမဟာအစင်ဆက်တွေ့ကြုံရတဲ့အကောင်းကြီးတွေကအကောင်းဆုံးကိုသင်ဝင်ကယူပြီးအစိုးရတွေကအမြန်ဆုံးရှောင်ရှားဖဲ့ကျင်နိုင်တဲ့ဆွမ်းရည်ကျွန်တော်တို့ရှိကြပါလိမ့်မယ်ပြီးတော့ကျွန်တော်တို့အားလုံးဟာပြည်သူနောက်လာမယ့်မျိုးဆက်တွေရဲ့မျက်နှာကိုပဲမျက်နှာမှုပြီးတော့သူတို့ကောင်းကျိုးအတွက်ကိုပဲကျွန်တော်တို့ရဲ့အတ္တတွေကျွန်တော်တို့ရဲ့မာနတွေကျွန်တော်တို့ရဲ့ ရမတ်တွေကိုဖြေလျှော့နိုင်စွမ်းရှိရလိမ့်မယ်လို့ကျွန်တော်တို့တိုင်းပြည်ကိုချစ်တဲ့ပြည်သူများအားလုံးကိုနှိုးဆော်ပန်းကြားရင်ဖက်စစ်အကြမ်းဖက်လက်ပါစီအောက်မှာရသလောက်အခွင့်အရေးရှာမယ်ဆိုပြီးဘက်တစ်ဘက်ထဲကိုရက်ခဲ့ဘူးတဲ့လူတွေအားလုံးကိုလည်းကဘာဝကြီးကဒဏ်ခတ်လာတာကိုအကောင်းဆုံးတံတွေကယူပြီးကျွန်တော်နိုင်ငံကောင်းဖို့အမြင်မှန်အမှန်မြင်မှာပြီးတော့တံတွေကယူပြီးစင်ကျင်မှာကျွန်တော်တို့မနေ့ပြန်မှာလူဆက်လွတ်ချင်သေးတယ်ဆိုရင်ခုချိန်ရောက်စပြီးအမှန်နဲ့တရားအတွက်နိုင်ငံတော်နိုင်ငံသားတွေရဲ့နောင်လာနောက်သားတွေကောင်းစားရေးအတွက် ငါတို့ဘာလုတ်တင့်ပြီးဘာလုတ်ခဲ့တဲ့တကြောင်ဘာဖြစ်နေပြီဆိုတော့ဆုံးဖြတ်ချက်တွေသုံးသက်ချက်တွေချပါလို့ကျွန်တော်အနေနဲ့ title note ဆိုတော့လိုက်ပါတယ်ညီမပြည်ပြည်သားအားလုံးတဘောဝဘေးနောက်တစ်ခါဖက်စစ်အကြမ်းဖက်လူလုတ်အာဏာရှင်ကပ်ဘေးဆက်လက်ပြီးတော့ကြုံတွေ့လာနိုင်ပွဲရှိတဲ့ယူယွင်းနဲ့မှားယွင်းနဲ့စနစ်ကြောင့်ဆက်လက်တဲရောက်လာနိုင်တဲ့ဘေးမျိုးမျိုးကနေကင်းဝေးပါစေလို့ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်